မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်တဲ့မူလသားဖြစ်စဉ်တွေနဲ့ပတ်သက်လို့ဂျိုတင်3ပေးနှိုးဆော်ချက်အမှတ်စဉ်35မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်မေလ1ရက်နေ့ချိန်ထုတ်ပြန်ကြမှာတော့မြန်မာနိုင်ငံရဲ့ရက်မှာမိုးကြိုကာလဖြစ်တဲ့မေလကနေမြန်မာနိုင်ငံကိုအနောက်တောင်မုတ်တုံလေမဝင်ရောက်မီကာလအတွင်းလေရုမငိမ့်တက်တာတွေကြောင့်၎င်းနေပူချိန်တွေတဖြည်းဖြည်းမြင့်တက်လာရကနေအပူပြန်တက်တိမ်တွေဖြစ်ထွန်းပြီးတော့ ော့မိုးလယ်ညနေပိုင်းနေမှာမိုးတိမ်တောင်ဖြစ်ထွန်းလာကြောင်း၎င်းလေပြင်းတွေတိုက်ခတ်တာလေပြင်းနဲ့အတူတူထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စည်းလက်တာမိုးသေးကြွေတာနဲ့နေရာကွက်ချောင်းမိုးထစ်ချုံရွာတာစတာတွေမိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ပါတယ် လေပြင်းတိုက်ခတ်စဉ်ဟာမြေပြင်ရေပြင်လေပြင်ဟာတနအီကိုမိုင်40ကနေမိုင်50ထိတိုက်ခတ်ပါမယ်။အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့မိုးကြိုကာလဖြစ်တဲ့မေလကနေမြန်မာနိုင်ငံအနောက်တောင်မုတ်တုံလေမဝင်ရောက်မီကာလအတွင်းဖြစ်ပေါ်လာနိုင်တဲ့မုလိဝတာဖြစ်စနေတဲ့ပတ်သက်လို့အထူးပြုပြုနေထိုင်သွားကြဖို့နဲ့ပြည်ရင်းလေကြောင်းပြန်တိုက်ရင်ရေချောင်းခီးစဉ်တွေအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်မေလပထမဆယ်ရက်ပတ်အတွက်မလွေဝသနယ်ဇလားဗီဒါခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနည်းရှုံဝန်တစ်ချိန်ဖြစ်ပေါ်ပါရယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာတိမ်အင်းတင်းတင်းကနေတည်ထူတတ်ပြီးတော့ကြံဘင်္ဂလားပင်လယ်အော်မှာတိမ်နေငယ်ဖြစ်ထွန်းပါရယ်။ မိုးရွာသွန်မှုခြင်းတွေကတော့ရောက်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအီယာတိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာရွာသွန်မြေထပ်ပုံနိုင်ပြီးတော့ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာရွာသွန်မြေအောင်ယူနေနိုင်ကနေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်မှာရွာသွန်မြေကံမှုထက်ဆုံးသွားပါမယ်။ရောက်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးအီယာတိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ6ရက်ကနေ10ရက်ခန့်နဲ့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင် ိုင်းပြည်နယ်မှာ၃ရက်ကနေ၅ရက်ခန့်မိုးထစ်ကြုံရွာပါမယ်။နေပူချိန်တွေဟာမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာမေလပြန့်မြအပူချိန်ရဲ့၁.၅ဒီဂရီဆယ်စီယက်နဲ့အထက်ပိုနိုင်ပြီးတော့နေပြည်တော်ရောင်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရတိုင်းဒေသကြီး၊တင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာမေလပြန့်မြအပူချိန်ကတည်းကရှိပါတယ်။ မြင်းရချင်းတွေကတော့ AR မြင်းရမြကြီးနားမြို့ဗမော်မြို့ရွှေကူမြို့ကတာမြို့နဲ့တပိတ်ချင်းမြို့မှာတပေကနေနှစ်ပေခွဲကပခုံးကမြို့ညောင်မြို့၆မြို့မင်းပူမြို့မကွေးမြို့အောင်လမ်းမြို့ပြည်မြို့စိတ်သာမြို့ဟင်းဒရာနယ်စလုံးမှာတော့၃ပေကနေ၅ပေခွဲကလက်ရှိရမတ်တွေထက်မြင့်တက်ပြီးတော့မန်းလေးမြို့စကိုင်းမြို့မြင်းမုံမှာတော့၃ပေခွဲကနေ၅ပေကလက်ရှိရမတ်တွေအောက်ကျဆင်းပါမယ်ချင်းရင်းမြင်းရကတော့ ခန်းနီမြို့ဟ ோம் နေမြို့ဖောင်းမြေမြို့မော်လာမြို့ကလေးဝါမြို့မင်းကင်းမြို့ကဏီမြို့နဲ့မော်ရွာမြို့တွေမှာပေဝက်ကနေတပေကွဲကလက်ရှိရမတ်တွေထပ်မြင့်တက်ပါမယ်။မြစ်တာမြေကတော့ကလေးမြို့မှာပေဝက်ကဒုထရီမြေကတော့တေဘောမြို့မှာနှစ်လမကစစ်တောင်းမြေဟာတောင်ကုန်းမြို့နဲ့မားတော်မှာပေဝက်ကနေတပေကရွှေကျင်မြေဟာရွှေကျင်မြို့မှာနှစ်လမကပဲခူးမြေဟာဆောင်းတို့မှာပေဝက်ကတောင်ရင်မြေဟာမြောက်ရီမြို့မှာပေဝက်ကငုံမြေဟာငတိုင်းကျောင်းမှာသုံးပေကနဲ့တာပေါင်းမှာပေဝက်ကလက်ရှိရမတ်တွေထပ်မြင့်တက်ပြီးတော့ဒုထရီမြေကတော့ရွှေစာရံနဲ့ မြင့်ငယ်မှာတော့နှစ်ပေကန်စီပဲခူးမြေကတော့ပဲခူးမှာနှစ်ပေကန်တန်ရင်မြေဟာဖန်အမျိုးမှာသုံးပေကန်ငုံမြေဟာပသိမ်မျိုးမှာတပေခွဲကန်တိုးမြေဟာမအိုပင်မှာသုံးပေကန်နဲ့ဘေးလိမြေဟာဘေးလိမျိုးမှာတပေကန်လက်ရှိရမှတ်တဲ့အောက်ကြာစင်ပါမယ်ရှင် ဆက်လက်ပြီးတော့လည်းမန်းလေးမှာမိုးသည်ထန်စွာရွာသွန်းလို့ငလျင်တဲ့ပြည်သူတွေနေထိုင်ဖို့အခက်တွေ့နေတဲ့အကြောင်းဖော်ပြပေးပါမယ်။မန်းလေးမြို့မှာမိုးသည်ထန်စွာရွာသွန်းခဲ့တာကြောင့်ရွာရင်တဲနဲ့နေထိုင်ခဲ့ရတဲ့ငလျင်ဘေးသင့်ပြည်သူတွေနေထိုင်ဖို့အခက်အခဲတွေဖြစ်နေကြတယ်လို့မြို့ကနေစီကသိရပါဗျ။အေဘယ်30ရက်ည7:00ကျော်တဲ့မေတရက်မနက် 9နိုင်လောက်ကမန်လေးမြို့မှာမိုးသဲထန်စွာကြွားသွန်းခဲ့တာကြောင့်ယာယီတဲထိုးနေထိုင်ကြရတဲ့နေရာတွေကိုရေဝင်ရောက်လာတာလို့ဆိုပါတယ်။ငလင်တန်းကြောင့်ဩဝင်ပြုတ်ပြက်ပျက်စီးတာနေထိုင်စရာမရှိတော့တဲ့ငလင်ဘေးသင့်ပြည်သူတွေဟာငလင်ချောင်းစကန်နေတဲ့နိဆက်ရကွင်းပြည်တွေမှာယာယီတဲထိုးပြီးနေထိုင်ကြရတာကရေဝင်ရောက်နေတဲ့အတွက်နေထိုင်ဖို့အခက်တွေ့နေတယ်လို့သိရပါတယ်။ မနက်ကရွာတဲ့မိုးကပိုသေးတယ်ညရောမနက်ရောရွာတာဆိုတော့ခြေချကြံနေရကိုမရှိဘူးတညာလုံးလည်းမအရာသေးဘူးကြောခင်းစရာနေရကိုမရှိတာလေမကြမ်းလို့တော်သေးတယ်မဟုတ်ရင်လေရောမိုးရောဆိုရင်မလွယ်ဘူးလို့ငလင်တဲ့အမျိုးသမီးကဆိုပါတယ်မိုးသေးတဲ့ဆွာရွာသွန်းပြီးယာယီတဲတွေရေဝင်ရောက်တာကြောင့်အဝတ်အစားနဲ့ အသုံးဆောင်ပစ္စည်းတွေထဲပို့ပလတ်စတစ်ပို့တွေလိုအပ်နေတယ်လို့ဆိုပါတယ်။ငလျင်လှုပ်ခတ်တာတလားကျော်ကြာပြီဖြစ်နေတာကြောင့်ရေသာမှုနဲ့အစားစာတွေလှုပ်တန်းတဲ့အလူရှင်တွေကအရင်ကားလောက်မပေါ်များတော့တဲ့အတွက်စောင်းနေအတွက်ခြောက်ပြရတာလည်းအခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဧပြီလ15ရက်ညနေ9:00ကျော်လောက်ကံကလည်းပဲမန်းလေးမြို့တစ်မြို့လုံးကိုမိုးသဲထန်စွာရွာသွန်းခဲ့ပြီးတဲ့နောက်ငလျင်တန်းကြောင့်ပျက်စီးနေတဲ့28လမ်းလမ်း80 81လမ်းကြားကသုံးတက်တိုက်တလုံးမိုးရေတန်းကြောင့်ပြိုကျပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။ လာမယ့်နှစ်ရက်တွင်မန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းအပါအဝင်တိုင်းနယ်ပြည်နယ်များစုမှာတော့နေရာဆဲဆဲကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းမယ်လို့မေလာတရက်ဒီနေ့မှာမိုးစလားကလည်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မိုးနဲ့ရွှေဝန်ဒေတာဖြစ်တဲ့မြန်မာနိုင်ငံအလဲပိုင်းဒေတာတွေမှာမိုးဆက်လက်ရွာသွန်းလာနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။လေကြောင်းမှုလို့သာဥွေဖြူဟန်ကတော့ဒီနေ့တရက်9လ2025ရက်နေ့မနက်9:55မိနစ်အချိန်မှာအခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စကန္ဒဒေသကြီးအောင်ပိုင်းနေပြီးတော့မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာနေရာအနှံ့ပြားမိုးရွာသွန်းပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပိုင်းအရာဝတီတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမှာနေရာဆိတ်ဆိတ်မိုးရွာသွန်းပါမယ်။တရင်းနိုင်တိုင်းဒေသကြီးမှာနေရာကျကျမိုးရွာသွန်းပါမယ်။စကန္ဒဒေသကြီးအောင်ပိုင်းနေပြီးတော့မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကွက်ပြီးမိုးကြီးပါမယ်။ ကြတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတရင်တင့်တဲ့ဖြစ်တော်နိုင်ကနေရာကွက်ကြမိုးနဲ့ငယ်လောက်သာရွာသွန်းပါမယ်ရှင်။ဆက်လက်ပြီးတော့ကုတ်ခိုင်မှာအမျိုးသားသုံးဦးမိုးကြိုးအပြစ်ခံရတဲ့အကြောင်းဖော်ပြပေးပါမယ်။ကုတ်ခိုင်မြို့နယ်မှာတော့ဧပြီလ28ရက်နေ့ကမိုးကြိုးအပြစ်ခံရပြီးတော့ဒေသခံ၃ယောက်သေဆုံးသွားတယ်လို့တောင်တက်မတော်ကဒီနေ့မှသတင်းထုတ်ပြန်လာခဲ့ပါတယ်။ဟိုနောင်အုပ်စုကုန်းချမ်းကြီးဝါမှာမိုးသက်လေပြင်းကျနေတဲ့အချိန်မီးသွေးဖုတ်ထားတဲ့ဖိုးကနေမီးသွေးသွားယူတဲ့အမျိုးသားသုံးယောက်မိုးကြိုးထိမှန်သေဆုံးခဲ့တာပါ။ဧပြီလ29ရက်မှာတော့သူတို့ရဲ့မိသားစုဝင်တယောက်ကထမင်းသွားဖို့တဲ့အချိန်မှာ ဆုံးနေတဲ့ရုပ်လောင်းတွေကိုတွေ့ရတာဖြစ်ပြီးတော့အသက်62နှစ်အရွယ်ဦးလွင်ခိုင်အသက်36နှစ်အရွယ်ဦးဝိုင်းလွင်နဲ့အသက်30အရွယ်ဦးဝိုင်းမုံတို့ဖြစ်တယ်လို့ဆိုပါတယ်ရုပ်လောင်းတွေကိုတော့ဒေသခံတွေဟာတွားရောက်သေဆောင်ခဲ့ပြီးတော့ဧပြီ29ရက်ညနေပိုင်းမှာမိသကျိုးပေးခဲ့တယ်လို့လည်းသိရပါတယ် ဆက်လက်ပြီးတော့မေလ2ရက်အတွင်းမလူသာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်မှာတိမ်တင်းတက်ကနေတိမ်ထွက်တက်ပြီးတော့ကပ်ပလီပင်လယ်ပင်မှာတိမ်နှဲငယ်ဖြစ်ထွန်းပါတယ်။ပင်လယ်ပင်အခြေအနေကရခိုင်ကမ်ရာနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာလေယာအနောက်နောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနှင်းငယ်ကနေလှိုင်းတင်းတက်ရှိပါမယ်။တင်းနိုင်ကမ်ရာနဲ့မော်ဒမောက်ပွေမှာတော့လေယာအရှိအရှိမြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်ကနေလှိုင်းတင်းတက်ရှိပါမယ်။မိုးချေနေကတော့နေပြီးတော့မန်းနေတိုင်းတင်းနိုင်တိုင်းပဲခူးတိုင်းရှိပါ යි ။ရှမ်းပြည်နယ်ချင်းပြည် နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ခရနီပြည်နယ်မှာတော့နေရာကွက်ကြားမိုးကြီးနိုင်ပြီးတော့စကိုင်းတိုင်း၊မကွေးတိုင်း၊ရှမ်းကုန်တိုင်း၊အေရရီတိုင်း၊ပဲခူးတိုင်းအနောက်ပိုင်းနဲ့ကချင်ပြည်နယ်တွေမှာတော့နေရာဆက်ဆက်ကနေနေရာကြက်ကြက်မိုးတက်ကြုံရပါမယ်။နေပူချင်းတွေကမြန်မာနိုင်ငံတွင်းလုံးမှာနေပူချင်းတွေရောကြပါမယ်။မြို့ချင်းတွေကတော့မြန်မာနိုင်ငံတွင်းလုံးမှာမြို့ကြဆင်းမှုရောကြပါမယ်ရှင်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဧပြီလ30ရက်နေ့မြန်မာစံတော်ချိန်ည9:04မိနစ်အချိန်ကမှတော့မန္တလေးတိုင်းမန္တလေးမြို့ရဲ့ရှေးတောင်ဘက်35ကီလိုမီတာကွာ3000ရွာမှကြီးွားနေမြောက်နဲ့16ကီလိုမီတာကိုဗဟိုမြို့ပါအင်အားရတာစကင်၄.၃ညအစင်းနဲ့အင်အားအသေးတဲ့ရှိတဲ့မြေတွေတခုထပ်မံလှုပ်ခန့်သွားပါတယ်။စကိုင်းကလေးကြီးရဲ့နောက်ဆက်တဲ့ငလင်းငယ်တွေဆက်လက်လှုပ်ခန့်နိုင်တဲ့အတွက်လည်းငလင်းပေးဆောင်ရန်ရှောင်ရန်သတိပြုရတဲ့အညီနေထိုင်ကြဖို့ထပ်မံအသိပေးလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ထိုင်းရဲ့လိုက်လို့မြန်မာရွှေပြောင်းကမြစ်ထဲကြပြီးဖမ်းခံရတဲ့အကြောင်းဖော်ပြပေးပါမယ်။ထိုင်းရနာမည်ကလိုက်လံဖမ်းသိချိန်မှာထွက်ပြေးတဲ့မြန်မာရွှေပြောင်းအလို့သမားတင်ဆောင်လာတဲ့အခါမြစ်ထဲကိုပြုတ်ကြလို့ကားပေါ်မှာမြန်မာနိုင်ငံသားတွေကိုဖမ်းဆီးခံလာရတဲ့အကြောင်းထိုင်းသတင်းတွေမှာဒီနေ့ဖော်ပြပါရစေ။ဒီမှာနေ့မှာတော့ထိုင်းနိုင်ငံကက်စတာပူရီမြို့နယ်မှာမြန်မာရွှေပြောင်း လှုပ်သားတွေတင်ဆောင်လာတဲ့ကားစီးကိုထိုင်းလုံမှုကြီးကြပ်ရေးအဖွဲ့ကလိုက်လံဖမ်းဆီးခဲ့တာမှာမောင်ပြည့်စင်မြစ်ကူးတရာအနီကားစီးကိုတိုက်မြစ်ပြီးတော့မြမရွှေပြောင်းအလုပ်သမားတွေပါလာတဲ့ကားကတော့မြစ်ထဲကိုပြုတ်ကျခဲ့ပါတယ်။ကားကတော့ရေတိမ်ပိုင်းကိုပြုတ်ကျတာဖြစ်ပြီးတော့ထိုင်းနိုင်ငံသားကားမောင်သွားကတော့ထွက်ပြေးလွတ်မြောက်ခဲ့ပြီးမြစ်ကားပေါ်မှာမြန်မာနိုင်ငံသား၁၉ဦးကိုဖမ်းဆီးခံရပြီးတော့ထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်တာနဲ့စွဲချက်တင်သွားမှဖြစ်ကြောင်းထိုင်းအာဏာပိုင်တွေကဆိုပါတယ်ရှင်။